င်္ဂလာပါရှင်။အော်တိုဝါလာ29ရက်တနင်္လာနေ့ရက်ထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တိဘောမြို့အမှတ်3အခြေခံပညာအထက်တန်းကျောင်းထပ်မံဖွင့်လှစ်နိုင်တဲ့သတင်း။တမတော်ကပြန်လည်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတိဘောမြို့အမှတ်3အခြေခံပညာအထက်တန်းကျောင်းကိုအော်တိုဝါ25ရက်တွင်ထပ်မံဖွင့်လှစ်နိုင်တဲ့အတွက်အခုအခါအခြေခံပညာကျောင်းပေါင်း၄ကျောင်းအထိဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။တိဘောမြို့ရှိအမှတ်1အခြေခံပညာအထက်တန်းကျောင်းကိုအော်တိုဝါ22ရက်တွင်၎င်း အမတ်နှစ်အခြေခံပညာမူလာတန်းလွန်ကြောင်းနဲ့အမတ်ခုနှစ်အခြေခံပညာမူလာတန်းကြောင်းတို့ကိုအောက်တိုဘာ24ရက်တွင်၎င်းဖွင့်လှစ်နိုင်ခြင်းဖြစ်ပါတယ်။အဆိုပါကျောင်းများတွင်ကျောင်းအပ်လက်ခံခြင်းများဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာအောက်တိုဘာ25ရက်တွင်ကျောင်းသားကျောင်းသူ100ဦးထပ်မံကျောင်းအပ်နိုင်ခဲ့တဲ့အတွက်စုစုပေါင်းကျောင်းသားကျောင်းသူ1331ဦးရှိလာပြီဖြစ်သလို၎င်းကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်များ စာရေးကြိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုကြပါရဲပေးရကြကြောင်းသိရှိရပါတယ်ရှင်ဆက်လက်တင်ဆက်ပေးမှာကတော့ KK ဘတ်နေမြေတွင် online လမ်းကစားမှုကျူးလွန်နေတဲ့တရုတ်နိုင်ငံသား144ဦးထပ်မံဖမ်းမိတဲ့တွင်မြန်မာနိုင်ငံတွင်းသို့နေဆက်လမ်းကြောင်းများမှတရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြဝတီမြို့ထော်တလီ KK ဘတ်နေမြေတွင် online လမ်းကစားမှုများ online လေလံမှုများကျူးလွန်ခဲ့ကြတဲ့တရုတ်နိုင်ငံသား144ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်းသိရပါတယ်။ ုင်ငံတော်အစိုးရအနေဖြင့်နေဆက်ဒေသများတွင်တရားမဝင်ဝင်ရောက်နေထိုင်ပြီးအွန်လိုင်းလမ်းကစားမှုများအွန်လိုင်းလိလမှုပါဝင်ဒုစရိုက်မှုလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ပြည်ပနိုင်ငံသားများကိုစုံစမ်းစစ်ဆေးဖော်ထုတ်လျက်ရှိရာ2025ခုနှစ်ဇန်နဝါရီ30ရက်မှအောက်တိုဘာ25ရက်ထိပြည်ပနိုင်ငံသားစုစုပေါင်း6813ဦးအထိစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ၎င်းတို့အနက်မှ9339ကိုထိုင်းနိုင်ငံမှတဆင့်တက်ဆိုင်ရနိုင်ငံများသို့ဥပဒေလုံထုံးလုံနည်းများနဲ့အညီစနစ်တကျလွှဲပြောင်းပေးရခဲ့ပြီးဖြစ်သလိုကျန်ရှိတဲ့ပြည်ပနိုင်ငံသား494ဦးကိုလည်းသက်ဆိုင်ရနိုင်ငံများသို့လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့မူဆယ်မှာမိဆက်နှိုးရကမိလောင်နေတဲ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ဆန်စော်ရက်ကွက်မှာအောက်တိုဘာ25ရက်ညနေ9နာရီကျော်ခန့်ကမီးပြက်လို့မီးစက်နှိုးရွာကနေမိလောင်ကျမှုဖြစ်ပွားခဲ့တယ်လို့မိသက်ဦးစီးဌာနစီကသိရပါဗျာ။ ဝဆိုင်မြို့ဆန်စော်ရက်ကွက်လေးလမ်းမှာအောက်တိုဘာ25ရက်နေ့ညနေ9:30မိနစ်30ကမိလာမှုဖြစ်ပွားလို့မူဆယ်ခရိုင်နဲ့မြို့နယ်မိသက်စခန်းကအုပ်ချုပ်မှုရင်းစီရေတဲရင်ဆယ်စီမိငိမ့်သက်ရင်၅စီတန်နေမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေတွားရောက်နေတဲ့ခရယာညနေ6:24မိနစ်ခန်းကမိငိမ့်သွားကြောင်းသိရှိရပါတယ်ရှင်။ ပြည်ထောင်များရှင်ကျမတို့ရှယ်ကုန်မီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ဝန်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ရရှိပေးခဲ့ကြတဲ့ပြည်ထောင်များကိုစိတ်ဆူးထူးတင်ရှိပါရှင်။